ုပြတာအိမ်မစိုးနဲ့တက်ကြီးပြီးအချိန်မစီးတဲ့အဖိုးကြီးလေသိလားတိုက်ခိုက်ရှင်လေသိလားရှင်းတယ်လာပြီးညနေချင်းဆက်ပြီးတော့လာတိုက်ခိုက်လို့သိလားနမန်လေးနည်းနည်းရတာနဲ့ဆလော်ကိန်းကြီးတက်ကြောညာလက်ပြောင်းလုံရဲ့လားကျွန်တော်မကျင်တတ်လို့ရှိရင်ကျွန်တော်အဲ့ကိုရောက်လာမှာမကျင်တတ်ရင်ကျွန်တော်မကျင်တတ်တဲ့သူစီကိုကျွန်တော်ရောက်အောင်လာမှာရောက်အောင်လာမယ်ကျွန်တော်စကားတွေပြောမှမဟုတ်တော့အားလုံးပဲမင်္ဂလာပါခင်ဗျာလူမှုကိုရက်ကိုမီးရန်တွေလိုတောက်လောင်စေခဲ့တဲ့လှိုင်းတာယာကိုကြီးနဲ့အင်းစိန်စိုးကြီးတို့ရဲ့အငင်းပွားမှုဟာ အခုတော့ဒုတိယမြောက်စိန်ခေါ်ပွဲကိုဥတီလာခဲ့ပါပြီအင်းစိန်စိုးကြီးဟာဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုပြင်းပြင်းထန်ထန်ထပ်မံထုတ်ဖော်တဲ့ရုပ်တံဖိုင်ကိုလူမှုကွန်ရက်ပေါ်မှာထပ်မံဖြန့်ချိလိုက်ပြီးလှိုင်းတရာကိုကြီးကိုဓာတ်ရိုက်စိန်ခေါ်မှုပြုလုပ်ခဲ့ပါတယ်ဒီစိန်ခေါ်တန်ရဲ့တုံ့ပြန်မှုကလည်းပြည်သက်တွေမျှော်လင့်ထားတဲ့အတိုင်းပဲပေါ်ထွက်လာခဲ့ပါတယ်လှိုင်းတရာကိုကြီးကတော့လိုင်းပေါ်မှာစကားရှိနေခြင်းမပြုတော့ဘဲမင်းရှိတဲ့နေရာကိုကိုယ်တိုင်ရောက်လာခဲ့မယ်ဆိုပြီးပြက်ပြက်တတတုံ့ပြန်လိုက်ပါပြီ ဒီကိစ္စဟာဝေဖန်မှုအစင်းကနေတကယ်လက်တွေ့ထိတ်တရင်ဆိုင်မှုစီဥတီလာနေတာဖြစ်ပါတယ်။စိန်ခေါ်မှုနဲ့တုံ့ပြန်မှုရဲ့အသေးစိတ်အကြောင်းအရာတွေဘသူကဘလို့အသာစီးယူသွားမလဲဆိုတာတွေကိုကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ဘာလို့လိုင်းပေါ်မှာအမုန်းတွေပေါ်အောင်ဘာတွေလျှောက်ပြောနေ။ဩအမုန်းပေါ်အောင်ပြောတာမဟုတ်ပါဘူး။သူတို့ပြောသလိုငါအဖိုးကြီးဆိုတော့လူငယ်တွေကိုလမ်းမှန်အောင်တည့်ပေးတာ။ငါအနေနဲ့ကြည့်ရင်အဲ့လူငယ်တွေချီးကလေးလောက်ပဲရှိသေးတယ်။ ပြုတ်ပြတာစိတ်မဆိုးနဲ့တောကားတွေမများနဲ့ငါလည်းအတန်းရှင်းနေအများကြီးရသွားပြီနာမည်တွေဒါကြီးသွားပြီ die die အတကြီးပြီးအချိန်မစည်းတဲ့အဖိုးကြီးလေတိလာပြောပြအောင်မသိလားဟုတ်တိုက်ခိုက်ခြင်းလေတိလာရှေ့တယ်လာပြီးမျက်နှာချင်းဆက်ပြီးတော့လာတိုက်ခိုက်လို့တိလာကိုကြည့်တော့ဘာလဲဆိုတော့တမိုင်းချောင်းလာခဲ့လာပြန်စင်းစားစလော်ကြီးကြော်ညာပြီးတော့ကွာစလော်ကြီးကိုတက်ကြော်ညာပြီးတော့ နမန်လေးနည်းနည်းရတာနဲ့ဆလော်ကိန်းတွေကြော်ညာဘာကောင်းကျိုးရှိတော့လို့လက်ပြအောင်လုံရဲ့လားပြောလိုက်စီဆလော်ကိန်းကြော်ညာတာနဲ့မင်းတို့စော့ပါလို့ပြောတာမဟုတ်ဘာညာအဘောင်အရင်သက်သက်ဆယ်နီပေါင်းကုန်နေရှောက်ဆဲပြီးတော့တက်လာတယ်ဘယ်ရဟမ်အသက်ကြီးရဲ့ဘယ်ကြီးဘာမပြောကြည့်ဘူးလို့တကယ်ပြောတာနော်ကြော်ညာမှတော့ကြည့်ကြမယ်လေစိတ်ဝင်စားကြမယ်လေကိုကြောင့်ကိုအားပေးနေတဲ့ဖန်တွေတယောက်တက်လေးမြန်လိုက်စော့လိုက်လို့ဘဝပြတ်သွားရင်ဘလို့လုံမတော့ ငါတောင်းမယူငါတောင်းမရှိဘူးဆိုနေပြောမြန်တော်လည်းကဲပြစကားမပြောနဲ့လေအကြောင်းရောတိုက်ခိုက်ခြင်းလေကိုသမိုင်းကြောင်းကိုအရင်လှအောင်အရင်လုံးနော်ဒီများကတည်းကသွားလုတ်တယ်ဆိုတာကလေဒါကနာနာတေးသေးချာချာစုံစမ်းပြီးမှမှန်ကန်မှလုတ်ခဲ့တဲ့အလုပ်တွေကြီးပဲမြန်တော်လည်းကဲပြလုတ်ခဲ့တာတလုံးမှမရှိဘူးငါသမိုင်းကြောင်းစုံစမ်းစလော်ကိတစ်ချက်တော့မကြော်ရခဲ့ဘူးအာငါတို့နာမည်ကြီးတဲ့အချိန်တော့စော်ော်ကိန်းသမားတွေကိုတနေ့ကအယောက်30အယောက်40လာပြီးကြောင်ညာလို့လာအပ်တာအဲ့ချိန်ကကြောင်ညာလိုက်စင်အာဒီလိုတော့မနေရဘူး ရှင်းလားဟမ်ဒီလိုကြံရပြီဒီလိုတက်လာတဲ့လူမျိုးတွေကဒီလိုလာပလိနေသေးတယ်ဘာဒီကောင်းကျိုးပြုခဲ့လို့တော့ငါမရည်ချင်ဘူးစဲနီပေါင်းတော့အယုတ်တအနတ္တဗဇက်ကအာပေါက်ပန်း50ပျော်ပြီးတက်လာတဲ့လူကွာဘာပျော်ရှင်မှုတွေရလာတော့အဲ့ဒါမျိုးအားပေးတဲ့လူတွေရှိမှာအဲ့လိုအားပေးတဲ့လူတွေရတယ်အဲ့လိုလူမျိုးတွေရအဲ့လိုအဲ့လိုသူ့အဲ့လိုအားပေးတဲ့လူတွေရှိနေတဲ့အချိန်မှာဆလော့ကိန်းထားကြောင်ကြအဲ့လူတွေကလည်းအဲအားပေးတဲ့သူတွေကလိုက်ပြီးဆော့ဝက်ဆိုက်တွေကလိုက်ဆော့ဂိမ်းပေါင်း900တွေလိုက်ဆော့ဘဝတွေပြတ်တဲ့လူတွေတပေါင်းကြီး နော်အမှန်ပြအုံနောက်ကဟိုပြောရမှာဆိုနှမ်းစည်းလောက်နဲ့တက်တက်ပြောချင်သေးတယ်ဘာမကြီးချင်ဘူးလို့ကိုကြီးပေးခဲ့တဲ့လူတွေလည်းမနေဘူးဥပမာချပြစရာတွေအများကြီးရှိဘာတွေချပြနိုင်လို့တော့တမိုင်းကြောင်လှခဲ့ရလားဟမ်ကြောင်ညာကြီးလက်ခံစလော်ကိန်းကြီးရှောက်ကြောင်ညာပောက်ကရကြီးရှောက်လုတ်လုတ်တော့လုတ်ပြီးလို့စင်လိုက်ကိုက်မပြောတော့မပြောတော့တရားအတတ်ရှိပြရကြမယ်ငါဘာလို့ပြောတယ်ဆိုတော့သိကြပါတော့ဟေး ကျွန်တော်ကျွန်တော်ညနေရတင်တဲ့ဗီဒီယိုအကြောင်းကိုကျွန်တော်ပြောပြမယ်ကျွန်တော်ဒီအင်ဂျင်နဲ့ပဲတင်တာကျွန်တော်ဘောနော်အဲ့လိုဆဲတာဆိုတာကြီးကျွန်တော်ဖောင်းထူတာကြီးအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်သူ့မှမတုံ့ပြန်ဘူးမတုံ့ပြန်ဆိုတော့ကျွန်တော်အေးအေးချမ်းချမ်းနေချင်လို့မတုံ့ပြန်တာဗျာအေးအေးချမ်းနေချင်လို့ကျွန်တော်ဘယ်သူ့မှဘာမှမပြောဘူးသူတို့ပြောချင်ရပြောပါသေးကျွန်တော်လှုပ်ပေးတာမဟုတ်တာတွေပြောတာတော်တော်များတယ်ဟိုကိုလည်းမလှုပ်ဘူးမကင်ဘူးတဲ့ဟာတွေပြောဒါပေမဲ့ထားလိုက်ကျွန်တော်မပြောဘူးကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်သွားမဲ့လမ်းမှာအနောက်ဆက်ဖြစ်မှာဆိုလို့ကျွန်တော်ဘာမှမပြောဘူးကျွန်တော်သူတို့မသိကြအောင်ဆောင်နေလိုက်တယ် ကျွန်တော်ဘယ်သူမှဘယ်သူမှကျွန်တော်မကြည့်ဘူးညနေကဘာလို့ပြန်ပြောပြတာလဲဆိုတော့ကျွန်တော်ထက်လည်းအသက်ကြီးပါတယ်ဟိုကကျွန်တော်လည်းငယ်ရဲ့ကြီးတယ်နော်ကျွန်တော်ထက်လည်းအသက်ကြီးတယ်ဒါပေမဲ့ဟိုတအားတွေလည်းဆဲရနေလို့ဟိုဘာလို့ပြန်ပြောပြတာလဲဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်စိတ်ထဲမှာမကြည့်ဘူးဖြင့်ကျွန်တော်ခွေးတိတိလေးနှစ်ကောင်ပေါ့တလာခွေးနှစ်လာကြတော့ပဲရှိခွေးတိတိလေးနှစ်ကောင်ကျွန်တော်ကားနဲ့ကြိတ်မိသွားတာခွေးလေးအဲ့နေရကျွန်တော်မသိဘူး မသိကြိတ်မိသွားအဲ့လိုဖြစ်ရင်ကျွန်တော်စိတ်ထဲမှာတဏီကုန်းအမကြည်မသားတွေဖြစ်နေအောင်ကျွန်တော်ရင်ထဲတွေမကောင်းအဲ့ချိန်မှာအဲ့ဒီဗီဒီယိုတွေ့ရင်ကျွန်တော်တော်တော်သောသားထွက်လာကျွန်တော်အတားအယောင်ဇက်ဇက်ဇက်တုံကျွန်တော်ဘယ်တော့မှပြန်မပြောဘူးလို့ကျွန်တော်ထားထားတဲ့အရာတွေအဲ့ဒါတွေကကျွန်တော် line ပေါ်မှာကျွန်တော်ဘာကိစ္စမှကျွန်တော်မရှင်းဘူးကျွန်တော်ပြန်လည်းမပြောဘူးဘာလို့လဲဆိုတော့ကျွန်တော်လောက်တာဒီကျွန်တော်ကိုကျွန်တော်သိတယ်ကျွန်တော်ကျွန်တော်လောက်တာဟို တေချာတိတဲ့လူဆိုတိနိုင်မယ်ကျွန်တော်လောက်တာကျွန်တော်မမှားဘူးကျွန်တော်ဘယ်သူမှဒုက္ခပေးခဲ့တာရုပ်မာခဲ့တာကောက်ကျစ်ခဲ့တာသူတို့ပြောသလိုဟိုဘာရင်းညာရီဆိုတာလည်းကျွန်တော်မှမရှိဘူးလောက်ခဲ့တာလည်းမရှိတဲ့အတွက်အဲကျွန်တော်အော်သူတို့ပြောရဲတိတ်ခေါင်းနဲ့မဖြစ်ဘူးသူတို့သူတို့လည်းမသိတဲ့လူမသိလို့ပြောတဲ့လူလည်းပြောတာပေါ့လေချိုးကြောက်လည်းကြားလို့ပြောတာပေါ့ချိုးကြတော့လည်းဟိုဗာမန်းညာမန်းမသိရန်တမ်းပတ်တမ်းပြောတာအဲ့လိုကျွန်တော်တခါမှကျွန်တော်ဖြေရှင်းတာမရှိဘူးကျွန်တော်မဖြေရှင်းဘူးအဲ့ညနေကလည်းဒါဒီလူကြီးဆိုရင်ကျွန်တော်ထက်အများကြီးတက်ကြီးရယ် ဘောနော်သူကိုယ့်ရဲ့အသက်ကြီးတဲ့လူတယောက်ကဟိုမဟုတ်တန်းတရားတွေပြောပြီးရှောက်ဆဲနေတော့နောက်ပြီးတော့ကျွန်တော်စိတ်ထဲမှာတဏီကိုအဲ့ဒါမကြည့်ဘူးဖြစ်တယ်။အဲ့ဒီခွေးလေးနှစ်ကောင်အဲ့လေကျွန်တော်ဝင်နေဖြစ်မိသွားတဲ့အတွက်ကိုဘလို့မောင်မျက်လုံးထဲမှာညင်ပြီးတော့ရင်ထဲနေတဏီကိုမကောင်းကျွန်တော်ကားမောင်းတာမကြခဏဆိုသလိုဘောနော်တခါလေးကြောင်လေးတစ်ကောင်ဖြစ်တယ်ကျွန်တော်ကားတဲ့တဲ့ကိုဖျက်ပြီးတော့ကားတဲ့တဲ့ဆိုတာရှစ်တဲ့တဲ့ဖျက်ပြီးတာမဟုတ်ကားရှေ့ဘင်းနဲ့နောက်ဘင်းရဲ့အကြားတဲ့တော့ဝင်ပြေးတဲ့ချာဘလို့ဘလို့မရှောင်လို့မရဘူး။ဘောနော်အဲ့လိုတွေဘောနော်အဲ့လို တလိဆန်ဒီတက်တော်ဝါလေးအဲ့လိုကျွန်တော်ချီနီခိုက်မိကွာကျွန်တော်ရင်ထဲကတော်တော်မကောင်းတော့အဲ့ရင်လှက်လှက်တော်ပြီးတော့စိတ်ညည့်လာပြီးတော့အဲ့ချိန်မှာအဲ့ဗီဒီယိုသားတွေ့တော့အဲ့ကျွန်တော်တော်တော်ဒေါသထွက်သွားတယ်ဟောကွဲပြီနော်ကျွန်တော်ရှင်းမှာမဟုတ်ပါဘူးနော်နောက်ထပ်ထပ်ပြီးတော့အဲ့ဒီလူကနောက်ထပ်ထပ်ပြောလဲကျွန်တော်ရှင်းမှာမဟုတ်ပါဘူးနော်ဘာမှလည်းမပြောတော့ကျွန်တော်အမှန်တော့မပြောဘူးလို့တန်ရိုင်းချထားတဲ့ဟာတွေအဲ့ဒါတွေကကျွန်တော်စကားကျွန်တော်မကြိုက်ရင်ကျွန်တော်စကားမပြောဘူး ်နော်ကျွန်တော်ဒီလိုင်းသားမှာဆိုလဲကျွန်တော်မကြိုက်တဲ့လူရှိတာပဲဒီလောကသားကြီးလဲကျွန်တော်မကြိုက်တဲ့လူရှိတယ်သူတို့လဲသူတို့ကျွန်တော်မကြိုက်သူတို့မပြောဘူးသူတို့တို့နေတယ်အဲကျွန်တော်လဲသူတို့မပြောကျွန်တော်လဲမပြောဘူးကျွန်တော်ကျွန်တော်နေတယ်ဒါယောက်ျားတွေပဲလေဟုတ်တယ်မလားသူကျွန်တော်မကြိုက်စကားမပြောဟုတ်တယ်မပြောနဲ့ကျွန်တော်လဲသူတို့မပြောမပြောကျွန်တော်တို့အကုန်လုံးနဲ့ကျွန်တော်တို့ပေါင်းမှုတဲ့လူတွေဆိုတည်တယ်ကျွန်တော်အကုန်လုံးနဲ့တက်အောင်နေတယ်ကျွန်တော်ဖော်ဖော်ရွေရွေပဲနေတယ်ကျွန်တော်ပြောပြောရွှေရွှေပဲနေတယ်နော်ဟိုစိတ်ထားကောင်းတယ်နော်ဆိုကြတော့ဟိုအထင်လွဲမှားပြီးတော့ဒီမှာစိတ်ကြက်ခုနေတဲ့လူတွေရှိတယ် အဲခုနေလူတွေရှိလဲကျွန်တော်မရှင်းပြပါဘူးခုနေလဲကျွန်တော်မရှင်းပြဘူးအာကိုကြီးဒါမဟုတ်ဘူးညီလေးဒီကတော့မှားနေတယ်ကျွန်တော်မရှင်းပြဘူးသူတို့စိတ်ကြမ်းသူတို့ခုနေသူတို့လည်းစကားပြောလीဘယ်သူတို့လည်းယောက်ျားပဲလीဘာအကြောင်းကိစ္စမှမသိဟုတ်တယ် तू မကြိုက် तू မပြောကိုလည်းကိုမကြိုက်ကိုမပြောဒီလိုပဲရှိတာအဲ့လိုကြီးလိုင်းမော်ကြီးတက်ဆက်ဟိုစိတ်မကြည်တဲ့အချိန်နော်ရှင်နေနေမကောင်းနေတဲ့အချိန်မှာထပြောတော့အဲကျွန်တော်ပြန်ပြောပြီးတော့ကျွန်တော်ငရဲကြီးရောအဲနော်ကျွန်တော်ငရဲကြီးရောအဲ့တော့နောက်ထပ်ထပ်ပြောလဲကျွန်တော်ရှင်းမှာမဟုတ်ဘူးကျွန်တော်မကျင်တတ်လို့ရှိရင် ကျွန်တော်အဲ့ကိုရောက်လာမှာမကျင်တဲ့ကျွန်တော်မကျင်တတ်တဲ့သူစီကိုကျွန်တော်ရောက်အောင်လာမှာကဲနော်ရောက်အောင်လာမယ်ကျွန်တော်စကားတွေပြောမှာမဟုတ်တော့ဘူးဒါမဲ့ကျွန်တော်အများကြီးပေါ့နော်ကျွန်တော်ကောင်းကောင်းမွန်လေးကျွန်တော်ဘဝလေးနဲ့ကျွန်တော်ကောင်းကောင်းမွန်လေးနေခြင်းလို့ကျွန်တော်ဘယ်သူမှပြန်မပြောတာနော်ကျွန်တော်ဒီအလူတန်းနေကျွန်တော်အခုလုံနေတဲ့ brighter လို့နောက်ဆက်ဖြစ်မှာဆိုလို့ကျွန်တော်ပြန်မပြောတာနော်အော်ကျွန်တော်ကျွန်တော်လုပ်ငန်းနဲ့ကျွန်တော်စီးပွားရေးနဲ့ကျွန်တော်ကျွန်တော်ထမင်းထိုင်စားလို့ရပါတယ်ဒါမဲ့ကျွန်တော်ဒီဘောနော် ကိုထမင်းစားလို့ရပါမယ်ထမင်းငတ်နေတဲ့လူတွေရှိလို့ကျွန်တော်တို့ထမင်းစားရအောင်ကျွန်တော်ဗာလေးတက်နိုင်လဲဆိုတဲ့အတိနဲ့ပဲကျွန်တော်လှုပ်ပေးခြင်းလို့ကျွန်တော်ဒါကိုလှုပ်နေတာပဲရှိတယ်နော်ကျွန်တော်သူမြောက်ကိုအဲ့ဗာလေးလှုပ်ပေးရမလဲဆိုတာလေးပဲကျွန်တော်ကြည့်ကျွန်တော်အဲအဲ့ဒါဒီပြောနေအဲ့ဒါကိုကိုကိုအကိုရေသွေးပြောရဖြစ်နေမယ်ဒါလည်းကျွန်တော်လှုပ်တဲ့အလုပ်ကကျွန်တော်အလုပ်ပဲကျွန်တော်လှုပ်တဲ့အလုပ်ကိုအကုန်လုံးမြင်ရမှာပဲဟုတ်လားကျွန်တော်လှုပ်ခဲ့တဲ့အလုပ်မှန်တယ်မြတ်အကုန်မြင်ရမှာပဲကျွန်တော်မလှုပ်ခဲ့တဲ့ဟာကြီးကိုဗဇက်ကနေပုံမြင်ကြီးလို့ရှောက်ပြီးပြောပြီးတော့ဟို အပြစ်ပြောနေအလကားပဲလေဟုတ်တယ်မလားကျွန်တော်လုတ်ခဲ့တဲ့ဟာကိုတော့မြင်ရမှာပဲမလုတ်ခဲ့တဲ့ဟာကြီးကိုပုံမြင်တဲ့ဖွဲ့ကြီးတွေရှောက်ပြောနေတော့